ားနိုင်ငံခရက်ဖီပြည်နယ်မှာအစိုးရအရာရှိပုံစံဝစ်စားလာတဲ့တနတ်သမားတွေကကလေးသုံးအပါဝင်လူရှိဦးကိုတပ်ဖြတ်သွားတယ်လို့ရဲတပ်ဖွဲ့ကဇွန်လ17ရက်နေ့မှာပြောပါရယ်။စုံစမ်းစစ်ဆေးသူတွေကတော့အခုလိုလူအစုလိုက်အသက်ခံရမှုဟာပုံကိုယ်ရေးပြပခါကြောင့်ယူဆနေကြပါရယ်။ ရဲရဲရဲ့အဆိုအရအရာရှိတွေလိုရုပ်ဖြက်လာတဲ့တနတ်သမား6ဦး9ဦးလောက်ဟာဇူလိုင်လ10ရက်နေ့ဒေသစံတော်ချိန်ညနေ4နာရီဝင်းစင်မှာတောင်ပိုင်းပြည်နယ်ကအိမ်တအိမ်ကိုဝင်စည်းခဲ့ပြီးလူ10ဦးကိုတစားကန်အဖြစ်ဖမ်းဆီးကာအဆောက်အုံပိုင်ရှင်ပြန်အလာကိုစောင့်နေခဲ့ကြရလို့သိရပါတယ်။အဲဒီနောက်ည7နာရီလောက်မှာပိုင်ရှင်ပြန်အောင်လာတဲ့အခါတစားကန်အားလုံးကိုလက်ထိတ်ခတ်မျိုးလုံးတွေကိုပိတ်စည်းပြီးတကောင်မှပြစ်တက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ 6ဦးကတော့နေရာမှာတည်သေဆုံးခဲ့ပြီးနောက်2ဦးကတော့ဆေးရုံမှာတည်ဆုံးသွားတာဖြစ်ပါတယ်။တည်ဆုံးသူ10ဦးထဲမှာ3ဦးကအသက်15နှစ်အောက်မိန်းကလေးငယ်တွေဖြစ်ပါတယ်။နောက်3ဦးကတော့ဆေးရုံတင်ထားရပြီး2ဦးကစိုးရင်ရတယ်လို့သိရပါတယ်။အမျိုးသားရဲတပ်ဖွဲ့မှလက်ထောက်ရဲရရှိတူကအသက်ခံရသူတွေဟာမွတ်စလင်မိသားစုဖြစ်ပြီးတနတ်သမားတွေကမတင်ငါပွဲတစ်ခုခုကိုဝင်ရောက်စစ်ဆေးတဲ့အရာရှိတွေပုံစံနဲ့လာသွားကြတာဖြစ်တယ်လို့သတင်းထောက်တွေကပြောပါရယ် လူသားမှုကိုစုံစမ်းနေပါတယ်။ဒါပေမဲ့ရဲတွေကပုံကိုရေးမကျေနပ်မှုကြောင့်တို့တန်တရားရှိနေပါတယ်လို့ပြည်내ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ထိုင်းနိုင်ငံဟာအာရှမှာတနက်ကြောင်လူသေးမှုနှုန်းအများဆုံးနိုင်ငံတွေထဲမှာတစ်ခုအပါအဝင်ဖြစ်တယ်လို့သိရပါဗျ။